အမားကိုဝန်ခံရဲဖို့လိုတယ်။အမားကိုဝန်ခံဖို့ဆိုတာတကယ်ကိုမလွယ်ကူပါဘူး။ကျမကိုယ်တိုင်လည်းအရင်တုန်းကအမားဆိုလုံးဝဝန်မခံချင်ဘူး။မှားတာသိနေလေနောက်တစ်ခါမမှားအောင်လုပ်မယ်မှားတာတော့ဝန်မခံဘူး။မတောင်းပန်ဘူး။ဒါကျမစိတ်ပါ။ဒါပေမဲ့တာဟာမှားရွံ့ပါတယ်။တကယ်စမတ်ကြတဲ့သူပညာရှိတဲ့သူက သူ့အမားကြောင့်တည်ရင်သူ့အမားကိုဝန်ခံဖို့အမားကနေတင်ယူဖို့ဘယ်တော့မှဝန်မလေးတတ်ပါဘူးကိုဟာလူကြီးပဲဖြစ်နေဖြစ်နေလူငယ်ပဲဖြစ်နေဖြစ်နေမှားမှန်တည်ရင်အမားကိုဝန်ခံနိုင်ခြင်းကတကယ်ပညာရှိအပြုအမူဖြစ်ပါတယ်ပြီးတော့ဒီအမားကနေတင်ယူရင်ကိုယ်တိုင်လည်းအတိတိုးသလိုနောက်တစ်ခါထပ်တူအမားမျိုးလည်းမရှိနိုင်တော့ပါဘူး ဓာကြောင့်မှားတယ်ဆိုတာရှက်စရာတခုမဟုတ်တာမို့ကိုယ်ပဲသူပဲဖြစ်နေနေမှားမှန်းသိရင်အမှားကိုဝန်ခံရဲဖို့နဲ့အမှားကနေတင်ယူတတ်တဲ့အကျင့်လေးရှိထားဖို့စူးစမ်းပါနော်